အမှန်တရားဟောကြားဆုံးမလို့အဲ့ဒီကိုအမှန်ကိုသိရဖို့အတွက်ဘုရားကိုကိုးကွယ်တယ်ဒီတိပဲမျိုးယူရအဲ့တော့ဘုရားရဲ့မှန်ကန်တဲ့ဆုံးမဆိုတာဓမ္မပဲပေါ့အဲ့ဒီကိုဓမ္မကိုသက်ဆောင်လာတဲ့တန်ဃာတွေဟာခြေဆုတင်စရာကောင်းတယ်လှူစရာတန်းစရာရှိရင်တန်ဃာအဖွဲ့အစည်းကိုလှူမယ်လို့ဆိုရယ်ရွယ်ချက်နဲ့တန်ဃာတွေကိုကိုးကွယ်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဗုဒ္ဓဓမ္မတန်ဃာကိုကိုးကွယ်တယ်ဆိုတာဒီလိုမှန်ကန်တဲ့ရွယ်ချက်နဲ့ကိုးကွယ်တာဖြစ်ရမယ် တခြားနေနဲ့မကိုးခွဲရဒီဖုန်းကြီးကပေးတဲ့အဟောကောင်းတယ်ဟိုဖုန်းကြီးကဆေးပေးကောင်းတယ်ဆိုတာမျိုးတည်းမကိုးခွဲရဘူးလို့ဒီလိုဆိုတာနော်ပေးတယ်ကမှန်လို့ဆိုပြီးတော့နှလုံးထီပေးတယ်မှန်လိုက်တာဆိုပြီးတော့မကိုးခွဲနဲ့အဲ့လိုအဲ့ဒါမှားရင်းနဲ့ကိုးခွဲမှုလို့ခေါ်သူတိသူထိုးမှာပေါ့ဒါရှင်းရှင်းလေးစဉ်းစားကြည့်ပေါ့နော်ရမ်းပေးရင်လူတရားရမ်းပေးတယောက်တော့တက်မှာပဲသေးချာတယ်မစင်းစားကြလို့လူတွေကယုံနေတာလေအဲ့တော့ယရဏသုံးပါးကိုဥထိတ်ထားပြီးတော့ ကိုးကွယ်တာတပြင်ဘာသာတွေနဲ့မတူဘူးဘုရားဘာသာကဆိုလိုတာကဘာအတွက်ကိုးကွယ်တာတော့ဆိုရင်အမှန်တရားကိုသိရဖို့အတွက်ကိုးကွယ်တယ်အသိဉာဏ်ရဖို့အတွက်ကိုးကွယ်တယ်ဒါအဓိကနော်စီးပွားတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးအမှန်တရားသိဖို့ကိုးကွယ်တာတို့ရဲ့ကိုးကွယ်မှုကအမှန်တရားကိုသိအောင်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်ကိုးကွယ်တာဒါဟာတစ်ခု